င်တော့မှမျိုးသက်တွေအများကြီးအများကြီးရှိပါသေးတယ်အဲသူတို့ရဲ့အတွက်ကောင်းမွန်တဲ့အဲရိုက်ခွေးနေရာတွေကောင်းမွန်တဲ့ဇဝင်ခန်းတွေကိုဒီနိုင်ငံတကာအဆင့်မီရိုက်ခွေးပို့တဲ့အခုလို10နှစ်15နှစ်လောက်ဆိုရင်တော့ဒီအားရတော်တော်စီကားပြီးတော့ကျွန်တော်တို့မြန်မာရုပ်ရှင်လောကရဲ့ဇဝင်ခန်းတိုင်းလို့လို့မှာအပြိုရေးပါဟောလေးကြည်ကောင်းတဲ့ဇဝင်ခန်းတွေအဖြစ်ပါဝင်မဲ့နေရာလေးဖြစ်လာမှာပေါ့နော်ကျွန်တော်ရုပ်ရှင်လောကသားတွေအတွက်ဒါပထမဦးဆုံး ခြေလမ်းပေါ့နော်ရုပ်ရှင်မျိုးတော်ဆိုတဲ့အဲဒီအေက200မှာအခုလိုမျိုးတစ်ပင်နေဆိုက်တာဒါဒုတိယအကြိမ်ပေါ့ဒါကျွန်တော်တို့ကတော့ဒါပထမဦးဆုံးမှာရှေ့တစ်ခေါက်တော့လည်းတစ်ပင်နေလာဆိုက်တာရှိတယ်ပေါ့နော်ဒီလိုမျိုးတောင်ရှိရဲ့လူကြီးမင်းနေမဟုတ်ဘူးကိုယ့်အကိုပဲအကွက်ဖော်ပြီးတော့ဆိုက်ထားဟာလေးရှိတယ်အမှန်ဆိုရင်တော့ဒီဟာဒီလိုရုပ်ရှင်မျိုးတော်ဆိုတာတော့အစိုးရကလုံလုံတင်တာပါဒါပေမဲ့အခုမှလုံလဲနောက်မကြသေးပါဘူး ခုလိုမျိုးစတင်တဲ့ပထမဦးဆုံးခြေလှမ်းမှာကျွန်တော်တို့ကအဲရုပ်ရှင်အစီအစဉ်အဖွဲ့ဝင်လောကသားတယောက်နေနဲ့ကိုကဒီလိုပနက်ချတဲ့ချိန်မှာစပါဝင်ဝင်ရတဲ့ PD ဖြစ်တယ်ကျွန်တော်တို့ရဲ့နောက်မှာမျိုးသက်တွေအများကြီးအများကြီးရှိပါသေးတယ်အဲသူတို့ရဲ့အတွက်ကောင်းမွန်တဲ့အဲရိုက်ခွဲနေရာတွေကောင်းမွန်တဲ့ဇဝင်ခန်းတွေကိုနိုင်ငံတကာအဆင့်မီရိုက်ခွဲပေးဖို့အတွက်အခုလိုခြေလှမ်းအစမှာကျွန်တော်တို့ပါဝင်ခဲ့တယ်သူတို့ခေရောက်ရင်လည်းရိုက်လို့ရနေပြီပေါ့နော်အဲ့အတွက်လည်းသူတို့ရဲ့ကိုစားအခုကြီးကကျွန်တော်တို့ဘုံယူရဲ့ 30နှစ်15နှစ်လောက်ဆိုရင်တော့ဒီနေရာကြီးကတော်တော်စီကားပြီးတော့ကျွန်တော်တို့မြန်မာရုပ်ရှင်လောကရဲ့ဇဝင်ခံတိုင်းလို့လို့မှာအပြိုကြီးပါတော်လေးကြီးကောင်းတဲ့ဇဝင်ခံတိုင်းအဖြစ်ပါဝင်မဲ့နေရာလေးဖြစ်လာမှာပေါ့နော်အဲ့အတွက်ကြောင့်အစားအသုံးအနေနဲ့ဒီတဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်တဲ့သဘောနဲ့တက်ရောက်ပဲကျွန်တော်တို့ရဲ့ဒီရုပ်ရှင်မျိုးတော်ရဲ့စိတ်နှံ့ဆုံးဖြတ်မှုကိုလည်းပေါ်ဆောင်နိုင်မဲ့အတွက်တစ်ပင်လေးတွေကျွန်တော်စိုက်ရိုးရပါမယ်နေပြီးသားအိမ်တွေနေပြီးသားအဆောက်အဦတွေမှာကျွန်တော်တို့ကအခကျင်းွက်ပြပြီးတော့ငားရမ်းပြီးတော့လုံပြိုက်ရိုက်ကူးနေရတယ်ဗောနော် ပြောချင်တဲ့ဆိုတဲ့ဘောကဟိုသူများအိမ်နေမှာလိုင်းထားပြီးရိုက်နေရတယ်ကျွန်တော်တို့ရဲ့ရုပ်ရှင်မျိုးတော်ဆိုတဲ့စက်တင်နေနဲ့ရုပ်ရှင်မျိုးတော်ဆိုတဲ့တီးသန့်ဒီအကုံပေါင်းတစ်ခုနဲ့ကျွန်တော်တို့ကပြရအောင်တခြားနိုင်ငံတကာမှာရှိတဲ့ကားတွေကျွန်တော်အာဆီယံမှာရှိတဲ့ကားဆိုတာသူတို့ရဲ့ဒီရုပ်ရှင်စက်တင်နေတဲ့ခက်ခန်းနာနာသူတို့ရိုက်ပြတာတယ်အဲ့လိုမျိုးလေးတွေ feeling ပေါ့နော်တူဆောင်တယောက်နေနဲ့တို့အိမ်ဘက်တွေမှတ်ပြီးတော့အဲ့လိုမျိုးရိုက်ကွင်းရင်ကွင်းတွေကိုကျွန်တော်တို့စိတ်ကူးရင်ကွင်းရပြီးအတွက်ရုပ်ရှင်လောကသားတယောက်နေနဲ့ ရုပ်ရှင်အစီအစဉ်အဖွဲ့ဝင်တယောက်အနေနဲ့အများကြီးဝမ်းသာကိုယူမိပါတယ်ဟုတ်ကဲ့ဒီကိုယ်နဲ့ဒရိုက်တာတွေတို့ပြီးရိုက်တဲ့ကားတွေရှိရတာကိုယ်နဲ့လို့လေအိမ်နဲ့ငားတာဘယ်လောက်လောက်တာအခက်ခဲနေဖြစ်လဲရုပ်ရှင်အဲဒါတော့အခက်ခဲလေးရှိပါတယ်အစဉ်ပြရာလေးရှိတယ်ရုပ်ရှင်ဝင်ချစ်တဲ့တချို့ဝါသနာပါတဲ့အိမ်ပိုင်ရှင်တွေကကူညီရာရှိသလိုကျွန်တော်တို့ location တွေလှလို့ရိုက်ချင်ပေမဲ့လည်းအဲ့ပိုင်ရှင်တွေကရကုခွင့်မပြုမပြုတဲ့ဟာတွေလည်းရှိတယ်ဗောနော်အဲ့ခါကြရင်လည်းကျွန်တော်တို့ကဟိုစိတ်ကူးလေးနဲ့ပုံဖော်ရလေးဟိုရှော့ရတာလေးရှိတယ်ပြင်ရလေးရှိတယ်ဗောနော် အဲ့လိုခါလေးကြောင့်လည်းစိတ်ထဲမှာအားမလို့အများလေးဖြစ်တယ်။အဲအဲ့ဒီခါတွေအဲ့ဒီအဖြစ်ပြက်တွေအဲ့ဒီရဲ့အတွေးခေါ်တွေကနောင်ဆယ်စုနှစ်တစုကြာရင်အဲပြောင်းလဲသွားတော့မယ်။အခုပြောင်းလဲဖို့တဲ့ခြေလမ်းအဆောက်ကိုကျွန်တော်တို့စအောင်တဲ့ပုံနေပြီ။အတွေးနဲ့ပို့ပြီးတော့စိတ်ကူးထဲမှာပီတိဖြစ်ပြီးအဲ့အတွက်လည်းပြောပါရအောင်။ပြောရင်လည်းပြောပြပြောရင်ပြောရင်ဘာလို့ပြောရင်လည်းပြောင်းနေတယ်။တွေးကြည့်တာပေါ့နော်။ဘာလို့ဆိုတော့တချို့ကျွန်တော်ဟောင်ကောင်ဇဝင်ကန်နေတော့ကျွန်တော်တို့ဒီထိုင်းကားမှာဆိုတော့သူတို့စက်တင်နေနဲ့ရိုက်တယ်လေ။တော့ထိုင်းရဲ့နာမည်ကြီးဆုံးဒီ ေးရုံဇလန်တွဲဆိုဒါအစေးရုံတစ်ခုလုံးကဆက်တင်ပဲလေဒီလိုပဲသူတို့လည်းလုပ်ခဲ့တဲ့အနည်း20နှစ်30နှစ်လောက်တော့သူတို့လည်းဒီလိုပဲသူပင်နေစိုက်ပြီးတော့မြေခွက်တွေကိုရှင်းလင်းပြီးအစာအုပ်တွေဆောက်ပြီးအကောင်းထဲပေါ်ခဲ့ရကျွန်တော်လည်းအခုဒီလိုပဲစတင်လုပ်နေပြီးတော့နောက်မချသေးပါဘူးကျွန်တော်နောက်ဆုံးမိတာတော့အိမ်ဝမ်းခြံပေါ့အိမ်ဝမ်းခြံမှာဆိုအကုန်ပြည့်စုံတယ်တောတွေရှိမယ်ရှိုးပြောင်းတွေရှိမယ်အိမ်လေးရှိတယ်အဲ့ဒီထဲမှာပဲကျွန်တော်ကလှိမ့်ပြီးတော့မြမရုပ်ရှင်ခစ်ကောင်းတဲ့အချိန်တော့အကုန်လုံးရိုက်ခဲ့တာဆိုတော့အလုံးစင်ပြေတယ်အဥဝင်းဥရဲ့ဇဝင်ငန်းတော်တော်များများလည်းအိတ်ချိန်ကြီးတွေမှာပဲရိုက်ခဲ့တာပဲအစေးရုံလေးအဲ့လို တော်ထဲမှာ၄အဲ့လိုမျိုးရိုက်ခဲ့ရအများကြီးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေကအခုတော်တော်ပျောက်ကွယ်သွားပြီအင်ဝမ်းချိုင်းဆိုလည်းမရှိတော့ဘူးအဲ့လိုရုပ်ရှင်အတွက်ဆိုတီးသန့်ဖန်တီးထားတဲ့အရာတွေကမရှိတော့အခုပြန်ဖန်တီးမယ်ဆိုတော့ကျွန်တော်တို့ပါဝင်ခဲ့ရတယ်အဲကျွန်တော်တို့ဒီအကနေရဆိုတဲ့ဟာကြီးအားလုံးအပီစီအကောင့်နဲ့ပေါ်ဒီကျွန်တော်တို့ရှိဦးမလားရှိတော့ကျွန်တော်တို့အလုပ်တွေတည်းမှာကျွန်တော်တို့လည်းလုပ်ဖြစ်မှာပါเนาะအဲမရှိဖြစ်ဘူးဆိုတော့လည်းစလုပ်ခဲ့ရတဲ့မှာကျွန်တော်တို့ပါခဲ့ရတဲ့ဆိုတဲ့ဂုံလေးတော့ကျွန်တော်တို့ရတယ်အနောက်နောက်နောက်သားရဲ့ဘက်ကတော့ဝမ်းသာစရာပါ